င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ထိကျမြို့နယ်ကစုတ်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးသေသွားပြီးလက်လက်21လက်ကိုသိမ်းဆည်းရရှိပါတယ်အင်းတော်ရဲစခန်းနဲ့ထွေအုံယုံသိမ့်ပိုက်ခင်ရပြီးရဲ့နောက်မှာစစ်တပ်ဟာပြည်သူတထောင်ကျော်ကိုတစားကန်ဖြစ်ဖမ်းဆီးထားတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ာဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့သကိုင်းတိုင်းထီးချိန်မြို့နယ်ကနေဆုတ်ခွာလာတဲ့ဘုံမူဆန်းယူဦးစီးတဲ့အကြက်ဘက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သား20ဦးဟာတည်သွားပြီးလက်လက်22လက်ကိုသိမ်းဆည်းရရှိခဲ့လို့အမတ်၁စစ်တေသားကပြောပါရယ်စက်တင်ဘာလ18ရက်နေ့ကထီးကျဲမြို့နယ်မြတောင်ကက်ကလန်းဆောင်ကနေဆုတ်ခွာလာတဲ့ပုံမှုဆန်းယူဦးစီတဲ့တတက73ကအင်အား58ဦးပါတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လဲတပ်ဖွဲ့တွေကတပိတ်ချင်းမြို့နယ်တွင်းငယ်တိုက်နဲ့နန်းစိန်တောင်နဲ့နန်းစိန်ချောင်းအကြားများကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလိုတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်က20ဦးဟာတည်သွားတာဖြစ်ပြီး9ဦးဟာထိခိုက် ရရှိကလက်လက်ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီတိုက်ခတ်မှုကိုမန္တလေး PDF တာဝန်ခံယုံကုကဲမှုအောက်ကနေတရင်တဖွဲ့တွေက အထူးလှုပ်ရှားတရင်သောအမှတ်931တရင်မန္တလေးခံတရင်345မန္တလေးခံ drone တဖွဲ့ ABSDF ပြုံးလင်ခရမ်းကွန်မန်ဒိုတပ်စိမ့်နဲ့တပိတ်ချင်းမြို့နယ်ပကပပူပေါင်းအဖွဲ့တို့တိုက်ခတ်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တို့ဟာမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ ကချင်ပြည်နယ်တိုင်းတပုတ်ကိုတဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မော်တွေကိုပြစ်ခတ်တိုက်ခိုက်ရမှာ စစ်သည်မော့တစည်းဟာနှိမ့်မြုပ်သွားပြီးကျန်နစည်းဟာရေလဲကောင်မှာဆက်ပြတ်နေရလို့ KAI ရဲ့စေတရင်မြေကရန်ကုန်ခေတ်တကိုပြောပါရတယ်။တင်မာလာ18ရက်နေ့မနက်8:00နာရီခန့်ကရွှေကူစိတ်ကမ်းမှာ၄ရက်ကြာရန်နာပြည်နာဗမော်ဘက်ကိုဆန်တက်လာတဲ့စစ်သည်မော့၅စီးကိုရွှေကူအထက်ပိုင်းမှာ KAI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သည်မော့၅စီးဟာလက်နက်ကြီးကြီးထိမှန်ပျက်စီးသွားခဲ့ပြီးမနက်7:00နာရီမှာစစ်သည်မော့အလုံးမူလထွက်ခွာလာရာရွှေကူစိတ်ကမ်းဘက်ကိုပြန်လည်ဆုတ်ခွာသွား ားတာလည်းဖြစ်ပါတယ်။အဲဒီလိုဆုတ်ခွာသွားတဲ့စစ်သင်္ဘောသုံးစီးတကစီးဟာရွှေဘူမြွနဲ့အထက်ပိုင်းမှာနစ်မြုပ်သွားသလိုညနေ9:40မိနစ်လောက်မှာတော့ကြံတဲ့စစ်သင်္ဘောနှစ်စီးကိုမြှလဲရွာအနီးမှာ KI နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကပြန်လဲစောင့်ကြိုတက်ခတ်ခဲ့ရမှာလက်လက်ကြီးကြီးထိမှန်ပြီးဆက်ပြတ်သွားကရေလဲမှာရက်တံထားရလို့လည်းသိရပါရဲ့ရှင်။ စကိုင်းတဲ့တဘောက်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရွာအရာတော်လမ်းပိုင်းကိုစစ်ကြောင်းထိုးတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေနဲ့ရင်နှန်းကို၃ချိန်တက်ခိုက်ရမှာစစ်တပ်ကထိခိုက်သေးဆုံးမှုများပြတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။တတိမာလ၄ရက်နေ့ကနေ၉ရက်နေ့ထိမုံရွာအရာတော်လမ်းပိုင်းတွင်စစ်ကြောင်းထိုးအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေနဲ့ရင်နှန်းကိုရာသီဥတုအခက်အခဲတွေကြားကနေ တော်လိုင်းတပ်ဖွဲ့တွေကရက်ရှည်ကင်းဘုံဘုတ်ကပျောက်ကြားတက်ခတ်မှု၃ချိန်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုတွင်အကြမ်းဖက်စစ်တပ်ကထိခိုက်ကြဆိုးမှုများပြားပေမဲ့အရေအတွက်အတိအကျကိုစုံစမ်းနေစေဖြစ်သလိုတော်လိုင်းအင်အားစုတွေကလည်းရဲဘော်အတူဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ ိတ်တခတ်မှုကိုမုံရွာမြို့နယ်ပကဖားမုံရွာမြို့နယ်ပလဖားမုံရွာခဲအမှတ်၁တရင်တို့ဥဆောင်ပြီးတိုက်နယ်ပကဖားရက်ကျေးပကဖားနယ်အခြားလိုကဲမဟာမိတ်တော်လန်းအင်အားစုတွေပူးပေါင်းလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်ခြုံကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဆင်းနေပြီးပြည်သူတို့အုပ်နဲ့တော်လှန်ရဲဘော်သုံးဦးကိုဖမ်းဆီးပစ်တပ်ပြီးရွာထဲကိုလေကြောင်းကနေဘုံကျဲတက်ခိုက်တာကြောင့်ကိုဝန်ဆောင်အမျိုးသမီးတူဦးပါဝင်နှစ်ဦးဟာသေဆုံးခဲ့ရတယ်လို့ တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်သတင်းမာလာ16နှစ်မနေ့အစောပိုင်းအချိန်မှာချုံကြီးရဲ့အနောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေကဝန်ရောက်ဆင်းနှင်းခဲ့တာဖြစ်ပြီးပြည်သူ့နှုတ်ဦးနဲ့တော်လန်ရဲဘော်၄ဦးကိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါရယ်အဲလိုဖမ်းဆီးခံရသူတွေကိုစစ်ကောင်စီတပ်သားတွေကကြိုးတုပ်ကပစ်ခတ်စင်မှာတော်လဲရဲဘော်တို့ဟာထွက်ပြေးလွတ်မြောက်ခဲ့ပြီမလဲကြံ၃ဦးကတော့တေဆုံးခဲ့ရလို့သိရှိရပါတယ်အဲဒီနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လဲတပ်ဖွဲ့တွေက ကြားမှာထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွင်မှာအကြက်ဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားတာကြောင့်မနေ့၁၇နိုင်ခွဲလောက်မှာ MI-35 Jet Fighter နှစ်စီးတို့နဲ့ခြုံကြီးအရှိရွာကိုဘုံကျဲပစ်ခတ်တိုက်ခိုက်တာကြောင့်ကျေးရွာနေပြည်သူကိုဝန်ဆောင်အမျိုးသမီးတူဟာဘုံစာထိမှန်သေဆုံးခဲ့ရပြီးအသက်60ရွယ်အဖွားအိုတို့လည်းသွေးလန့်ကသေဆုံးခဲ့ရတယ်လို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြပါရတယ်။အဲဒီနောက်မှာအကြက်ဖက်တပ်သားတွေက ခြုံကြီးအနောက်ရွာကပြည်သူဝန်နေသုံးလုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးညနေ9:00နာရီခန့်မှာကျေးရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားခဲ့ပြီးသူတို့တပ်ဖြတ်ခဲ့တဲ့ရုပ်လောင်းတွေကိုဖျားကုန်းပေါ်မှာပစ်ထားခဲ့လို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းမိတ္တနာမြို့နယ်နန်းတော်ကုန်းရက်ွက်တန်လန်းနီးကရဲကင်းမှာပုံပေါက်ကွဲခဲ့ပြီးရဲတအူးဟာခြေထောက်ပြက်ကလူနှအူးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တသတင်းနာကိုပြောပြပါရစေ။စက်တင်ဘာလ18ရက်နေ့မနက်8နာရီလောက်မှာမိတ္တနာမြို့နယ်နန်းတော်ကုန်းရက်ွက်ယထာတန်လန်းမိဘအကျော်ကရဲကင်းမှာပုံပေါက်ကွဲခဲ့တာလည်းဖြစ်ပါရစေ။အဲလိုပုံပေါက်ကွဲမှုကြောင့်ရဲတအူးဟာခြေထောက်ပြက်သွားပြီးလူနှအူးလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့စိုင်းက ဲ့အများပြားလဲပျက်စီးခဲ့ရလို့သိရှိရပါတယ်။ဘုံပေါက်ကွဲပြည့်ရဲ့နောက်မှာစစ်တပ်ကမိထီလာမျိုးကိုပိတ်ဆို့စစ်ဆင်းမှုတွေလှုပ်ဆောင်ခဲ့သလိုဂိတ်ချစစ်ဆင်းမှုတွေကိုလည်းလှုပ်ဆောင်လျက်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပြကျင်တဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်မှာအင်းတော်မြို့ရဲစခန်းနဲ့ထွေအုံယုံတိမ့်ပယ်ခင်ရပြည့်ရဲ့နောက်မှာစစ်ကောင်စီတပ်ကပြည်သူတထောင်ကျော်ကိုဒဇာကန်အဖြစ်ဖမ်းဆီးထားတယ်လို့အမျိုးသားညညရေးဆိုရအန်ယူဂျီပြည်တော်စုဝန်ကြီးချုပ်ယုံသတင်းမြစ်ကရန်ကုန်ခေတ်တည်တဲ့နာကိုပြပြပါရတယ်။ဩဂတ်လ16ရက်နေ့ကနေစတင်ပြီးအမတ်တစစ်ဒေသကုကဲမှုနဲ့ PDF ဘက်ကဖတွေကအင်းတော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ရမှာဩဂတ်လ24ရက်နေ့မှာအင်းတော်မြို့မှာရဲစခန်းနဲ့ထွေအုံ ယုံကိုသိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အင်းတော်ရဲစခန်းနဲ့ထွေအုပ်ယုံကနေစုတ်ခွာထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းတော်မျိုးကဒေတာအခေါ်ဂျပန်လိုင်ကူမှာတက်မ89ရဲ့ရှေ့တန်းဌာနချုပ်ဖြစ်ခန်းစစ်စည်းကိုပြင်ဆင်ထားတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောသတင်းရင်းမြစ်ကပြောပြပါဗါတယ်။အဲ့ဒီဂျပန်လိုင်ကူနဲ့မြေမျက်နှာတွင်ပြတဆက်ထဲမှာရှိနေပြီးမီတာ900ကျော်သာကောက်ဝဲတဲ့အင်းတော်မျိုးမှာဖုံးရင်းချောင်းမှာပြည်သူတစ်ထောင်ကျော်ကိုလူသားတိုင်းဖြစ်အုံချက်ရန်အတွက်ရည်ရွယ်ကဖန်စီထိမ့်သိမ့်ထားရလို့လည်းသိရှိရပါတယ်။အဲ့လိုဖန်စီထားတဲ့ပြည်သူတွေကိုပြန်လွတ်ပေးဖို့အတွက်အင်းတော်မျိုးနဲ့တန်ခမဟာန နိုင်ကအဖွဲ့ကပြည်သူတွေကိုပြန်လွတ်ပေးဖို့စစ်တပ်ကိုပန်ကြားထားပေမဲ့လည်းစက်တင်ဘာလ18ရက်နေ့ထိပြည်သူတွေကိုစစ်တပ်ကပြန်လွတ်ပေးခြင်းမရှိဘဲလူသားတိုင်းဖြစ်ဖမ်းဆီးအသုံးပြုနေဆဲဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကမြို့ကနေနေအိမ်တွေကိုမီးရှို့မှုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့်ပြည်သူနေအိမ်68လုံးဟာမီးလောင်ပျက်စီးသွားခဲ့ရပြီးဗလီကျောင်းဆောင်အင်းတော်မျိုးမှာဈေးတို့လည်းမီးလောင်ပျက်စီးခဲ့ရလို့သိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကြည့်ကြည့်တမရရှင်ကျမများပါ